ပရီးမီးယားလိချန်ပီယံဆုအတွက်ကစားမသေးထပ်ဖြစ်အောင်မယ်ယူနိုက်တက်ဆယ်စဉ်တစ်ခုကြောက်ကြဝေးကွာနေပရီးမီးယားလိချန်ပီယံဆုကိုပြန်လည်ရယူဖို့အတွက်မန်ယူတဲ့အားခဲနေခဲ့ကြရမယ်တို့တွေဟာတရားသီးပိတရားသီးရလတ်ဆိုရင်လည်းအချိန်တွင်ကုံဆုံးနေရပါလိမ့်လာမယ့်ရာသီမှာပုံစံကောင်းနေပြသပြီးတော့ရလတ်ကောင်းနေတဲ့သူချန်ပီယံဆုဖလားကိုရယူမယ်ဆိုတဲ့စိတ်နဲ့အားတင်းထားခဲ့ကြရမယ်ဖြစ်ချင်းသူဖြစ်မလာခဲ့ကြပဲချန်ပီယံဆုဖလားနဲ့ဝေးပြင်းဝေးနေခဲ့တာပါပရီးမီးယားလိချန်ပီယံဆုဖလားနဲ့လည်းဝေးကွာနေခဲ့လို့ချန်ပီယံလိဝင်ခွင့်နဲ့ပါဝေးကွာနေခဲ့တဲ့မန်ယူတဲ့ဟာ ဒီအသည်မှာတို့တွေရဲ့ဆန္ဒကိုပြန်လည်ဖြည့်ဆည်းနိုင်မှုအတွက်အားခဲနေခဲ့ကြတာပါပရီးမီးယားလိဖလားကိုပြန်လည်ရယူဖို့အတွက်မိုင်းသိနေနဲ့ပြင်ဆင်မှုတွေပြုလုပ်သွားဖို့တော့လိုအပ်ချက်တွေရှိနေပါသေးတယ်အဓိကအဖြစ်တော့အရန်ကုန်မှာဇာမအင်အားအလုံးလောက်ထားရှိနိုင်မှုအတွက်အရင်ဆုံးလှုံ့ဆော်သွားဖို့လိုအပ်တယ်လို့ဆိုရမှာဖြစ်ပြီးလက်ရှိမိုင်းသိနေအရန်ကုန်တိုင်းမှာဇာမအင်အားနှဲပါနေသေးတယ်လို့မြေတွေ့ထားရပါတယ်ဒါမဲ့လာမယ့်စောင်းစည်းဝက်မှာမိုင်းသိနေတဲ့ဇာမအတချို့ကိုလက်လွတ်သွားဖို့ရှိနေတဲ့အတွက်ဇာမအသည်ခေါင်းမှုတွေကိုတော့မိုင်းသိနေနဲ့မဖြစ်မနေဖြည့်တင်းမှုတွေလှုံ့ဆော်သွားရတော့မှာဖြစ်ပါတယ်ဒါနဲ့ရတော့လာမယ့်စောင်းစည်းကမှာမိုင်းသိနေဇာမအဖြစ်ကြတဲ့ဂျော့ရှွာဇက်ဇီးနဲ့ ကိုဗီမိုင်နူရာမိုင်းသင်းကနေထွက်ခွာပဲရှိနေခဲ့လို့ဆိုပါဇာမာရီယာတက်ဆာနိုင်ငံလက်ဝေးစင်တင်းနေမှာရွေးချယ်ခြင်းခံမှုအတွက်ပွဲကစားကွင်းနေပုံမရရှိသွားဖို့လိုအပ်နေခဲ့တာပါဒါတမလားဆိုတော့အာဖရိကဇာမိုင်းဖြစ်ကြတဲ့အာမတ်ဒီယာလူနဲ့ဘရိုင်းဘမိုတို့ကိုလည်းမိုင်းသင်းနေနဲ့အာဖရိကဗလာပြိုင်ပွဲမှာလက်လွတ်သွားကြမှာဖြစ်ပါတယ်ကိုဗီမိုင်နူနဲ့ဂျိုဆွာဇက်ဇီရောလာမယ့်စောင်းစည်းကွက်မှာအငှားထွက်ကစားဖို့အတွက်ဂျိုးပန်းနေခဲ့ကြသူကိုဗီမိုင်နူရောစီးရီးကလပ်အသင်းတချို့ကစိတ်ဝင်စားနေခဲ့သူဇက်ဇီကိုလည်းပရီးမီးယားလိပြိုင်ပတ်ဝက်ဆမ်သင်းကစိတ်ဝင်စားနေခဲ့လို့သိရပါတယ်ဆိုပါကစားမနေအောင်ဆုံးကဒီအာဒီမာပွဲထက်ကစားကွင်းနေ ဆုံးရှုံးနေကြဖြစ်တဲ့အတွက်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ကစားကွင်းရကျင်နေဆိုရင်ကူရက်ပို့ပြီးတော့ပွဲကစားကွင်းတွေများများစားရဖို့လိုအပ်နေကြတာပါကိုယ်မိုင်နူကဒီအာသီမှာ Greensby နဲ့ Lee Flower တပွဲသာပွဲထုံးကင်းရခဲ့ပြီးတော့ပြီးခဲ့တဲ့နေရာစီတုန်းကလည်းအင်္ဂလန်သားကွင်းလေးကစားမနေနဲ့အသင်းကနေအင်္ဂါနဲ့ထွက်ခွာအောင်ပေးဖို့တောင်းဆိုကြရမှာအမေရိကငင်းဆန်ပေးချသွားတာပါဒါပေမဲ့ Netherlands နဲ့ Sweden ဇာကစည်းကလည်းမိုင်ယူသေးမှာပုံမှန်စားဝင်ပြောင်းဆုံးနေတာကိုစိတ်ပြတ်နေပြီးတော့လက်ရှိအချိန်ထိအရန်အဖြစ်၅ပွဲသာကစားကွင်းရရှိတာဖြစ်ပါတယ်သူတို့နောက်ကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာနိုင်ငံလေးပြည်စင်တင်းနဲ့ ပါဝင်ကစားဝင်ရဖို့အတွက်ဆန္ဒပြင်းပြနေရပါဘုံမှန်ကစားဝင်ရမယ့်အသင်းအသင်းစီကိုပြောင်းရွှေ့ခြင်းနေကြတာဖြစ်ပါတယ်အမရီနေနဲ့လက်ရှိဘွဲ့တဲ့ကစားမဆတဦးစင်းကိုအမာခံအသုံးပြုသွားဖို့ရှိတာကြောင့်လူပြောင်းလဲလုပ်ဖို့အတွက်အခက်အခဲချို့ရှိနေကြတာလည်းဖြစ်ပါတယ်အဲဒီကိစ္စနဲ့ပတ်သက်လို့အမရီကကိုယ်မှန်နူဟာဘွဲ့ကစားဝင်ရဖို့လိုအပ်နေပြီးတော့တပွဲသာဘွဲ့တဲ့ကစားဝင်ရခဲ့တာကသူ့အတွက်အဆင်မပြေပါဘူးနောက်နေ့ကျရင်လည်းကဘာဖလားပြိုင်ပွဲကျင်းပမှာဖြစ်လို့ဘုံမှန်ကစားဝင်များတဲ့အချို့ကစားမတွေအသင်းကနေထွက်ဖို့တောင်းဆိုမှာဖြစ်ပါတယ်အားလုံးရအောင်စင်ပြောင်းကျွန်တော်စီစဉ်ဆောင်ရွက်သွားမှာပါ လာမယ့်ဇန်နဝါရီကျရင်အသင်းအနာဂတ်အတွက်အားထားမယ့်ကစားသမားတွေကိုခေါ်ယူသွားချင်ပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာမသိသေးပေမယ့်ကျွန်တော်ကတော့အသင်းကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာစဉ်းစားသွားမှာပါဆိုပြီးအမရင်းကပြောကြားခဲ့တာဖြစ်ပါတယ်။တကယ်တမ်းလည်းမန်ယူတင်ကစားသမားအသင်းအင်အားတွေဖြည့်တင်းသွားဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့ပရီးမီးယားလိချန်ပီယံဆုကိုလည်းရယူသွားနိုင်မှုအတွက်ပြင်ပထားနေကြတာဖြစ်တဲ့အတွက်စောင်းစည်းကွက်မှာဘယ်သူတွေထွက်ပြီးတော့ဘယ်သူတွေရောက်လာကြမလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ချီးကျူးရဖို့လည်းဖိတ်ခေါ်ပါရစေ။ ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။